တောအုပ်တစ်ခုထဲမှာနေထိုင်ကြဆားတဲ့ယုံတကောင်ရှိရယ်ယုံကလေးမှာတငယ်ချင်းတွေအများကြီးရှိပြီးသူ့တငယ်ချင်းတွေအတွက်လည်းသူကအမြဲခုံယူတတ်တဲ့သူဖြစ်တယ်ဒီနေ့မှာတော့ယုံကလေးဟာတော်ခွေးတွေရဲ့ကျေလောင်စွာအဟစ်တန်ကို ကြားလိုက်ရပါတယ် အယံကိုကြောက်လန့်သွားတဲ့ယုံကလေးဟာတကောင်နဲ့မနေရတော့ပဲသူ့တငယ်ချင်းတွေဖြစ်တဲ့တမင်လေးစီကိုအပြေးသွားခဲ့တယ်။တငယ်ချင်းကြီးငါတော့တော့ခွေးတွေ ဟောင်တန်ကြားလို့မင်းစီပြေးလာတာမင်းရဲ့ချွန်များတဲ့ဥကြိုတွေနဲ့တော့ခွေးတွေကိုမောင်းထုတ်ပေးပါလားလို့တမင်လေးကအကူအညီတောင်းလိုက်ပါတယ်။တမင်ကဟုတ်တာပေါ့ငါလုံနိုင်တာပေါ့ဒါပေမဲ့အခုတော့မဟုတ်သေးဘူးကွာငါမအားသေးဘူးမင်းကလည်းဝတ်ဝံကိုပြောကြည့်ပါဦးလားလို့တမင်ကယုံကိုပြန်ပြောလိုက်ပါတယ် အဲ့လိုနဲပဲယုံကလေးကဘဝစီအပြေးသွားလိုက်ပြန်ပါတယ်။တမန်လာတဲ့ငါတငယ်ချင်းကြီးကြီးငါ့ကိုကူညီပါအောင်တောက်ခွေတွေကငါ့ကိုစားတော့မယ်။သူတို့ကိုမောင်းထုတ်ပေးဖို့ကူညီပေးပါလားလို့ပြောလိုက်ပါတယ်။ဘဝကဟာ sorry ပါတငယ်ချင်းဟာငါမှဖိုက်စာလွန်လို့အစာရှာရမယ်။ငါရမ်းပင်ပန်းနေပြီ။မင်းတငယ်ချင်းမြောက်တွေကိုပြောကြည့်ပါလားလို့ယုံကိုပြန်ပြောလိုက်ပါတယ်။ယုံကလေးကမြောက်တွေစီအပြေးပြန်သွားခဲ့ပြန်နေ။ မရပြန်တဲ့အခါစစ်နေစီအရောက်သွားခဲ့ပြန်တဲ့နောက်တော့စိတ်တွေနဲ့အခြားသောရုံကလေးရဲ့တငယ်ချင်းတွေစီကိုတလဲစီသွားပြီးအကူအညီတောင်းကြည့်ပြန်ပါတယ်။ဒါပေမဲ့ဘယ်သူကမှသူ့ကိုကူညီဖို့အဆင်သင့်ဖြစ်မနေကြပါဘူး။ရုံကလေးဟာဝမ်းနေသွားပြီမဲ့လဲနားလေသွားခဲ့ပါတယ်။ခြုံပုတ်တွေကြားထဲကိုပြေးဝင်လာပြီးဝတ်နေလိုက်တဲ့အတွက်ရုံကလေးဟာတော်ခွေးတွေရဲ့ရံကနေလွတ်မြောက်သွားခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးရုံကလေးဟာဘယ်ရာကိုမဆူ ကိုကိုကိုသာအာကိုဖို့သာစ조사ပါတော့တယ်အခြားလူတွေပေါ်မိခိုခြင်းဟာမတိကြပဲကိုကိုကိုအာကိုခြင်းကသာအကျိုးရှိနိုင်ကြောင်းယုံကလေးဟာနားလည်သွားပါတော့တယ်